ဘုဂျုံကြီးသွားမလားမသွားဘူးလားလို့မေးစောင့်ကြည့်ပါဟိုလျှောက်ပြီးတော့ဟိုကောင်တွေကရေးချင်တာရေးနေကြတာပဲရှိတာအခြေတစ်ခုရအောင်ဖြေပေါ်သွားလိမ့်မယ်ဗျာနော် Papa I want new Papa Trump piece of shit မပန်ဘူးပိုင်ကြီးမတက်ရတော့လည်းဘာဖြစ်တော့တတလုံးမတက်ဖက်နေလာလည်းဘာမှမဖြစ်ဘူးပြီးခဲ့တဲ့ရက်ပိုင်းက the malaysia straight time တင်တယ် malaysia straight time ကနေပါတဲ့သတင်းတပုတ်ပေါ့နော်သတင်းတပုတ်ကအဓိကအဖြစ်တော့ပါလဲဆိုတော့ကျွန်တော်တို့အဲ့ဒီမှာ ဟိုဘူဂျုံမူကြီးပေါ့နော်လက်ရှိယာယီတမရာကြီးကမလေးရှားနိုင်ငံမှာကျင်းပမယ်48ကျင်းပအာဆီယံထိပ်သီးအသွေးကိုတက်မယ်ဆိုတဲ့ဟာလေးပါတယ်ပါတာကိုဒီနေ့မှာတက်လာတဲ့သတင်းတွေမှာဘာဖြစ်လဲဆိုတော့အဲ့ဒါလေးကို hide လုပ်လိုက်တာပေါ့နော်ပြန်ဖြတ်လိုက်တယ်ဆိုရင်ဟိုနေဖြစ်တယ်မာတန်ဂူပိုင် ဇန်နရီဘလို့ပြောင်းလဲပြောင်းလဲမပြောင်းလဲဒါကတော့မင်းအောင်လိုင်ဟာအာဆီယံထိပ်သီးအစည်းအဝေးပွဲရောက်တိုင်းအဆက်ကွဲရတဲ့ကိစ္စပါပဲဒီနေ့မှလည်းအစည်းအဝေးပွဲမတိုင်ခင်မင်းအောင်လိုင်တက်ရမယ်ဆိုပြီးစစ်လော်ဘီတွေကကြိုတင်ဝါဒဖြန့်ခဲ့ကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့မလေးချဝန်ကြီးချုပ်ကိုတိုင်ကမင်းအောင်လိုင်မတက်ဘူးလို့ထုတ်ပြောလိုက်တဲ့အခါစစ်လော်ဘီတွေအောက်ကလေးအဖြစ်ပြီးအဆက်ကွဲကြရပါတယ် မြန်မာနိုင်ငံဟာမပီမပြင်းတဲ့တရားမဝင် အာဏာသိမ်းခဲ့တာကြောင့်အာဆီယံကသူ့ကိုလက်မခံဘဲကျင်ထားခဲ့တာဟာအခုဆိုရင်၅နှစ်တိုင်တိုင်ရှိပြီပဲဖြစ်ပါတယ်။သူ့ကိုသူအစိုးရပါလို့အော်နေပေမဲ့မြန်မာပြည်သူတွေတင်တာမကအိနေချင်းနိုင်ငံတွေကပါ၅နှစ်တတန်းအရှိန်အတိုင်းတာအထိအတိမတ်မပြုတ်ဘူးလို့အထင်သာကြီးပြောဆိုပြသခံနေရတာဟာအင်မတန်ချက်ဖို့ကောင်းတဲ့သမိုင်းဝင်ကိစ္စကြီးလည်းဖြစ်ပါတယ်။တရုတ်ရုရှားတို့လိုအာဏာရှင်အားပေးနိုင်ငံတွေကတရားပေးတထောင်ပြန်ယူတဲ့စနစ်နဲ့ ောက်စားခံထားရတာကိုဟောက်ကြီးထင်စစ်တပ်ကိုမုန်းနေတဲ့အပြစ်မဲ့ပြည်သူတွေကိုစစ်တပ်ထဲဇော်အတင်းဆွဲသွင်းပြီးအလောင်းပုံတွေပေါ်မှာဘရင်လှုပ်ရှင်နေတဲ့မြောင်လိုင်ဟာမြမတမိုင်းမှာညံအ ਨੇ ဆုံးအကြီးအရှင်းအ ਨੇ ဆုံးနဲ့ရက်ဆက်ဆုံးအာနာရှင်လို့ပြောရင်ရနိုင်မယ်ထင်ပါတယ်။ကိုကြုံကြီးကမလေးရှားကိုသွားမှာလားမသွားဘူးလားဆိုတော့ပြန်ပိတ်ပါမယ်ပိတ်ရတော့။ဘာလို့လဲဆိုတော့မလေးရှားသတင်းဌာနတခုကမလေးရှားသတင်းစဖို့ရတဲ့ News Trade ကတော့သူ့သတင်းထဲမှာပြန် edit လုပ်သွားတယ်။ကျန်တဲ့သတင်းဌာနတွေအကုန်လုံးကလည်းတချို့တွေလည်းရောင်းတောင်းတောင်းကြောင်းပြောင်းတောင်းဖြစ်ကုန်တယ်။ ဗိုလ်ချုပ်ကြီးအဲ့မှာပြည်ပြည့်အုပ်စုတွေကတော့ဟိုပြည်ပြည့်အုပ်စုတွေကတော့ဘာပြောလို့လဲဆိုဗိုလ်ချုပ်ကြီးဟိုတရင်ဗိုလ်ချုပ်ကြီးမလေးရှားညီလာခံတက်ရမယ်ဆိုတာကို lobby တွေကဖော်ပြတယ်အတူကြီးပါမဟုတ်ပါဘူးပါညာအာမလေးရှားသတင်းစာတွေနိုင်ငံပြည်ပြပြပသတင်းစာတွေအကုန်လုံးကပြန်ပြီးတော့ဗိုလ်ချုပ်ကြီးတက်ရမယ်တရင်ပြန်ပြီး cancel လုပ်ကုန်ပြီမဟုတ်တော့ဘူးပါညာပြောကြတယ်စောင့်ကြည့်ပါဦးလို့ပြောချင်တယ်ဗိုလ်ချုပ်ကြီးမလေးရှားကိုသွားရမှာလားမသွားရဘူးလားဆိုတော့စောင့်ကြည့်ပါဦးလို့ပဲကျွန်တော်ပြောချင်တယ်အဲဒါဆိုဟိုဘအုပ်စုတွေကစုစစ်ခုံနေတာပေါ့ဗျာဘာလို့လဲဒီကိစ္စဗိုလ်ချုပ်ကြီးတက်ခွင့်ရရင်သူတို့ဘဝဖော်ပြပြီးဆိုတော့တိတော့ဟိုဘအုပ်စုတွေကအဲ့ဒါကိုလုံးဝမခံစားနိုင်ဘူး ဗိုလ်ချုပ်ကြီးမလေးရှားမှာညီလာခံတက်ရမယ်ဆိုတဲ့ဟာကိုကြားရလေလေသူတို့မှာစားမွေအိမ်ပြောဖြစ်လေလေဖြစ်ပြီးတော့မလေးရှားဘက်ကပါလန့်ဖိအားတွေပေးတော့ဟိုအောင်နေလည်းကဲကွာဒီအောင်နေစိတ်ချမ်းသာပြီးရောကွာဟောလုံမနေနဲ့အဲ့တဲ့ရင်ပြန်ဖြုတ်ချလိုက်ခဏဖေးထလိုက်ဒီနေအောင်တော့ဒီကောင်ကြီးအောင်တော့တော့တယ်ကောင်လို့ဆိုပြီးတော့လောက်သလားပေါ့နော်စဉ်းစားရတာဖြစ်တယ်ဒါပေမဲ့လေဗိုလ်ချုပ်ကြီးသွားမလားမသွားဘူးလားလို့မေးစောင့်ကြည့်ပါဟိုလျှောက်ပြီးတော့ဟိုကောင်တွေကရေးနေတာရေးနေကြတာပဲရှိတာအခြေတစ်ခုရအဖြေပေါ်သွားလိမ့်မယ်ဗျာနော်မတက်ရတော့လည်းဘာဖြစ်တော့တက်တလုံးမတက်ဖက်နေလာလည်းဘာမှမဖြစ်ဘူး မြန်မာရဲ့လက်ရှိအနေအထားကအပေါ်စီးဦးရောက်နေဘာလို့မလေးရှားမှာသူပြည်ထောင်လာနေအင်ဒိုနီးရှားမှာလည်းသူပြည်ထောင်လာနေစင်ကာပူမှာလည်းသူပြည်ထောင်လာနေတူအာဆီယံနိုင်ငံအကုန်လုံးကသူပြည်ထောင်လာနေတူပဲမြန်မာမှာတက်ရင်အရှိတီမိုးကလည်းဒုက္ခရောက်မယ်လက်မထိုးပြလို့မရှိဘူးတယောက်တယောက်ကြံနေမယ်ကွက်လာကြီးဖြစ်နေမယ်အမှအရှိတီမိုးကကိုကဟတ်ကော်ကြီးဖြုံမယ်နော်အဲ့တော့စောင့်ကြည့်ပေါ့ဗျာလို့ပဲပြောချင်တယ်မလေးရှားနိုင်ငံမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးကြီးကိုကျမတို့ရဲ့တက်ချုပ်ကြီးရာတက်မယ်ဆိုတဲ့အခါကျာနီပိတ်တွေအစိုးရအတူကြီးပေါ့ပြောခဲ့တာလေအစိုးရအတူကြီးပေါ့ အဲစစ်ကောင်စီပေါ်အာနာဝစထိန်အာနာဝစလူထားတယ်ပေါ့သူတို့ပြောတယ်အခုကဘာကတော့လက်ခံသွားပြီအာနာဝစပဲလူထားတာလားညီတို့တိုင်းပြည်ဘာမှမဖြစ်အောင် ထိန်သိမ်းကြလားဆိုတာကိုလေအခုဒီအစည်းအဝေးပဲဖိတ်တဲ့ခါမှသိလိမ့်မယ်အာဆီယံထိပ်သီးအစည်းအဝေးကိုရှင်တို့မုန်းနေတယ်ကျမတို့ရဲ့အဘာကတက်ဖို့ဖိတ်နေပြီနော် Trump! Piece of shit. Papa, I want new Papa Trump. Piece of shit. ပြီးခဲ့တဲ့ရက်ပိုင်းက <laughs> the malaysia straight time တင်တယ် malaysia straight time ကနေပါတဲ့သတင်းတပုတ်ပေါ့နော်သတင်းတပုတ်ကအဓိကအဖြစ်တော့ပါလဲဆိုတော့ကျွန်တော်တို့အဲ့ဒီမှာဟိုဗိုလ်ချုပ်မှုကြီးပေါ့နော်လက်ရှိယာယီသမရာကြီးကမလေးရှားနိုင်ငံမှာကျင်းပမယ်48ကျင်းပအာဆီယံထိပ်သီးအထူးကိုတက်မယ်ဆိုတဲ့ဟာလေးပါတယ်ပါတာကိုဒီနေ့မှာတက်လာတဲ့သတင်းတွေမှာဘာဖြစ်လဲဆိုတော့အဲ့ဒါလေးကို hide လုပ်လိုက်တာပေါ့နော်ပြန်ဖြတ်လိုက်တယ်ဆိုယူဟုံးဖြစ်တယ်ဆိုတော့အဓိကအဖြစ်ကပြန်ဖြတ်လိုက်တယ်ဆိုတော့မဟုတ်ဘူးညင်းတာမဟုတ်ဘူးအဓိကကဒီဘက်ကဟိုဘက်မှာရှိတဲ့ကောင်တွေကိုလူဂျုံမောဖမ်းပြီလို့ကျွန်တော်ဒီလိုသုံးသပ်တယ် ကျွန်တော်ထပ်ပြောပြမယ်ဘူဂျိုမူကြီးတေချာပေါက်တက်ရမယ်တေချာပေါက်တက်ရမယ်စည်ရင်ထဲမှာလည်းပါတယ်ကျွန်တော်ထပ်ပြောကျွန်တော်ကဒဲကိုပြောတာနော်ကျွန်တော်ဝေးလက်ချောင်းမှမပြောဘူးကျွန်တော်ဒဲပြောဒါပေမဲ့ခမရတို့ကိုသတင်းလူဂျုံမောဖမ်းပြီးကစားတော့မယ်ခမရစဉ်းစားကြည့်ခမရအဲ့ဒါခမရတို့နည်းနည်းသဘောပေါက်